်မင်္ဂလာပါရှင်ဘာမခိတဲ့တဲ့ရင်ဌာနဤထိတ်တန်းတဲ့ရင်များကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ NUG ပြည်ထရေးအတွင်းဝင်ပျောက်ဆုံးနေ၍ယာတို့မှရက်ဆိုင်ထားတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အမျိုးသားညညရေးအစိုးရ NUG ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနအမြဲတမ်းအတွင်းဝင်ဦးကိုမင်းသည်ခရီးသွားလာနေစဉ်အတွင်းအဆက်အသွယ်ပြတ်သွားသဖြင့်လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေကြောင့်ဝင်ကြီးချုပ်အမိန့်ဖြင့်၎င်းအားတာဝန်များမှရပ်ဆိုင်ထားကြောင်းသိရပါသည် ၎င်းသည်ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာများတွင်တာဝန်ယူရသူဖြစ်၍ပသက်ဆက်နွယ်သောအဖွဲ့အစည်းများအသတိပေးနှိုးဆော်ထားကြောင်းယုံကြည်စိတ်ချရသည့်တရင်ရေးဖြင့်တအူကတရင်ဌာနကိုပြောပါရယ်ထို့သောအဆက်အသွယ်ပြတ်တောက်နေသည့်မှာတပတ်ခန့်ရှိနေပြီဖြစ်ကရှမ်းမြောင်နှင့်ရှမ်းတောင်ကြား၌ဖန်စီခရချင်းဖြစ်နိုင်ကြောင်းပြောဆိုကြပြီး၎င်းနှင့်အဆက်အသွယ်လှုပ်ထားသည့် channel များမှယာယီထုတ်ပယ်ထားရန်လဲအစိုးရအဖွဲ့အတွင်းသတိပေးချက်များရှိနေပါရယ်ဒေသန္တရအုပ်ချုပ်ရေးပိုင်းတွင်အတီးကကြသူဦးကိုမင်းသည် စည်ရေးပိုင်း၌မပါဝင်တော့လေ NUD လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တင်းနန်းစင်ဖွဲ့များတို့ဝင်ကြီးဥလွင်ကိုလက်နှင့်အတူတက်ရောက်လေရှိပါတယ်။ဆက်လက်ပြီးအတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြံဖို့ပါတီကမဲဆွဲစည်းရုံးပွဲများနှင့်ပါတီဝင်များပါဝင်သောလှုပ်ရှားမှုများကိုဒီဇင်ဘာလ10ရက်နေ့တွင်အကြီးအကျယ်ပြုလုပ်မည်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ မေဦးတော်လည်ရေးပတ်တော်သားများနဲ့ပြည်သူလူထုကပါဝင်ဆောင်ရွက်မိအတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြံ့ဖို့ပါတီကဒီဇင်ဘာလ10ရက်နေ့တွင်မဲဆွယ်စည်းရုံးပွဲများနှင့်ပါတီဝင်အင်အားအများအပြားအသုံးပြုပါဝင်သောလှုပ်ရှားမှုများကိုလှုံ့ဆော်ချမိဖြစ်ကြောင်းကြံ့ခိုင်ရေးပါတီတရင်ရဲမြက်ကတရင်ဌာနကိုပြောကြားပါသည် အကြံဖက်စစ်တပ်ကဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်ကိုဖြိုခွင်းရန်နှင့်အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်ညွန်ကြားချက်နှင့်အမိန့်များထုတ်ပြန်လာပြီးနောက်စစ်တလအောက်ခံကြံဖို့ပါတီကလည်းဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့တွင်မဲဆွဲစည်းရုံးသောဖွဲ့များကိုပါတီဝင်အင်အားအများအပြားဖြင့်လှုပ်ဆောင်ရန်မြို့နယ်ကြံဖို့ပါတီများသို့ညွှန်ကြားထားကြောင်းသိရပါသည်။ဒီဇင်ဘာလ10ရက်နေ့မှာပါတီကမြို့နယ်တွင်နေရက်ွက်တွင်မှမဲဆွဲစည်းရုံးလှုပ်ရှားမှုတွင်ရွေးကောက်ွယ်ကြီးညာတန်းကိုလူလူစီရှင်းလက်နက်ပွဲတွေကိုပါတီဝင်အင်အားများများလှုပ်ခိုင်းနေပါသည်ဟုရှန်ခိုင်ရေးပါတီတရေ မြက်ကပြောဆိုပါရယ်စစ်တဲရွှေကောက်ပွဲကိုကံကွက်မီအတန်တိတ်တပိတ်နှင့်ပတ်သက်၍ပြည်ထောင်ဝင်ကြီးဌာနကညွှန်ကြားချက်တရက်ထုတ်ပြန်လာပြီးရင်းညွှန်ကြားချက်တွင်အတန်တိတ်တပိတ်ပြုလုပ်မည့်ဒီဇင်ဘာလ10ရက်နေ့ပိတ်ထားမည့်စီးဆိုင်များစားတောက်ဆိုင်များအလုပ်ယုံဆက်ယုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နှင့်ချိန်ပေးရန်ဒီဇင်ဘာလ10ရက်နေ့တွင်ပြည်သူအများစုပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရွှေပွဲများနှင့်မြို့နယ်ရပ်ကွက်ဆိုင်ရာလူလူလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွှန်ကြားထားပါသည် အတန်ဒိတ်သပိတ်တွင်ပါဝင်သောဆိုင်များအလုံယုံဆက်ယုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးမှုအပြင်ရွေးကောက်ပွဲကိုနှောက်ယှက်သည့်ဥပဒေဖြင့်ပါအမှုဖွင့်ရန်ညွှန်ကြားထားပါသည်။ရှင်းပြင်ဒီဇင်ဘာလ10ရက်နေ့အတန်ဒိတ်သပိတ်နေ့တွင်နေပြည်တော်အပါအဝင်တနိုင်ငံလုံးရှိဝင်ကြီးဌာနများတွင်ရည်သည့်ဝန်ထမ်းကိုမှခွင့်ရမပေးရန်ဝင်ကြီးဌာနများအတွင် ရုံတွင်းညွှန်ကြားချက်များထုတ်ပြန်လာကြောင်းအကယ်၍ဝန်ထမ်းများအနေဖြင့်စံမှရေမကောင်းမှုမှုနှင့်နာရေးကိစ္စများကြောင့်ခွင့်ယူလိုပါကလည်းတပ်ဆိုင်ရာဝင်ကြီးဌာနအကြီးအကဲများ၏ခွင့်ပြုချက်ရယူပြီးမှ းခွင့်ပေးကြရန်ညွှန်ကြားထားပါတယ်။ဝန်တွင်းမြို့နယ်တွင်ကျပ်ဖို့ပါတီရဲ့ကြေးဥက္ကဋ္ဌညိုဦးဓာဖြင့်ထိုးခန့်ရပြီးတည်ဆုံပူလောတွင်လည်းမြို့နယ်ကျပ်ဖို့ပါတီဥက္ကဋ္ဌနေအိမ်နှင့်အုပ်ချုပ်ရေးမှူးရုံးမီရှုခန့်ရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းဝန်တွင်းမြို့နယ်တွင်ကျပ်ဖို့ပါတီမဲဆွယ်စီယုံရေးအတွက်ချက်ပြုတ်ပြင်ဆင်ရန်ဈေးွက်ထွက်သည့်ပါတီရဲ့ကြေးဥက္ကဋ္ဌညွန်ဦးဓာဖြင့်ထိုးခန့်ရပြီးတေဆုံသွားကြောင်းဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရသည် နိုဝင်ဘာလ22ရက်နေ့နနက်9:00နာရီခန့်တွင်ဝမ်တွင်းမြို့နယ်တနက်ခါတော်ကျေးရွာအုပ်စုအတွင်ကြံဖွတ်ပါတီမဲဆွယ်စည်းရုံးရဲ့အတွက်ချက်ပြုတ်ပြင်ဆင်ရန်ဈေးဝယ်ထွက်သည့်ပါတီရဲ့ကြီးဥက္ကဋ္ဌညွန်ဦးကိုအမိမတိလူတစုကကျုတ်ကန်ရွာကံပေါင်တွင်ဝင်ရောက်တိုက်ခိုက်ရာဓာတ်တရားများဖြင့်ပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းသိရပါသည်တေဆုံသွားသောကျက်ဖို့ပါတီရဲ့ကြေးဥက္ကဋ္ဌညွန်ဦးသည်တနက်ခါတော်ကြေးရွာအုပ်စုအတွင်စစ်မှုထမ်းကြေးဟုဆိုကာလဆင်တဲ့အိမ်လျင်ငွေကျပ်တောင်းချီကောက်ခံပြီး၎င်းနှင့်ဆက်ဆက်ရေးအစ်မပြေသောဖီသူများ၏စရင်ကိုလည်းစစ်တပ်ထံ OKDY ဖြင့်ပို့ဆောင်ကပေါ်တာဆွဲဖက်စီငွေညစ်နေသူလည်းဖြစ်ကြောင်းသိရပါတယ်။အဲဒီကောင်ကစစ်မှုထမ်းအကြောင်းပြပြီးကြီးပါအုပ်စုထဲမှာလာစဉ်ပုံမှန်တောင်းချီကောက်ခံနေစစ်ခွေးတွေကစစ်မှုထမ်းအတွက်လူလာတောင်းရင်လည်းသူနဲ့ဆက်ဆက်ရေးအဆင်မပြေတဲ့ပြည်သူတွေရဲ့စည်ရင်းကိုပို့ပြီးနေအိမ်နဲ့ထိပေါ်တာဆွဲဖက်စီခိုင်းတာတွေလည်းလုပ်တယ်။ငွေညစ်ပြီးပြန်လွတ်ပေးတယ်ငွေချေမပေးနိုင်ရင်စစ်မှုထမ်းတင်တန်းကျောင်းကိုတန်းပြီးပို့တာဖူဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြည်သည့်အဖွဲ့ကလှုံ့ဆော်သည်ကိုမသိရသေးပေမယ့် မြို့ဦးစီးနင်းလာသောစိုက်ကဲနှင့်လက်ကင်ဖို့များကိုလည်းတိုက်ခိုက်သောလူများကတင်းစီသွားကြောင်းသိရပါသည်ထို့ပြင်တနင်္လာရီတိုင်းပူလောမြို့နယ်တွင်လည်းကြံဖို့ပါတီမျိုးနယ်ဥက္ကဋ္ဌနေအိမ်နှင့်အုပ်ချုပ်ရေးမှုရုံးမိရှုဖြက်စည်းခံရကြောင်းဒေတာတွင်တော်လန်ရေးတင်ပြမြင့်များကတင်းထဏာကိုပြောကြားပါသည် နိုဝင်ဘာလ22ရက်နေ့ည10:00နာရီခန့်တွင်ဖူလော်မြို့အမှတ်3ရပ်ကွက်ကန္နာလန်ရှိကျန်းဖို့ပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေအိမ်နှင့်အမှတ်3ရပ်ကွက်အုတ်ချုပ်ရေးမှုရုံကိုတော်လန်ရေးအဖွဲ့တစ်ခုကဝင်ရောက်မိရှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဘေဖွဲ့ကဝင်လုတေဆိုတာတော့မသိရသေးဘူး။ကျန်းဖို့ပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေအိမ်နှင့်အမှတ်3ရပ်ကွက်အုတ်ချုပ်ရေးမှုရုံကတော့ပြချသွားတာဖြစ်ပါတယ်။ ဖြစ်စဉ်အပြည့်အစုံတော့ထုတ်ပြန်ပါလိမ့်မယ်ဟုဒေတာရင်းတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါဝင်ရောက်ရှင်းလင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဤသည့်တော်လန်ရေးအဖွဲ့ကလှုံ့ဆော်သွားသည့်ကိုထုတ်ပြန်ခြင်းမရှိသေးပေ။ဆက်လက်ပြီးမန္တလေးမြင်းချမ်းနဲ့ကမ်းမလူမြို့တို့တွင်လူငယ်30ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုရန်တင်းနှံချောင်းအဖို့ခံရလူငယ်များကိုပြန်လွတ်ပေးမည်ဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများနဲ့အကြီးအကျယ်ဖြစ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မန္တလေးမြင်းချံကံပလူမျိုးတို့တွင်လူငယ်30ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံရပြီးစင်မူရန်တင်နန်းချအဖို့ခလာရကြောင်းရှင်းတော်ဖမ်းဆီးခံလူငယ်များကိုပြန်လွတ်ပေးမည်ဟုဆိုကာစစ်တပ်ကငွေလိမ်တောင်းမှုများလည်းအကြီးအကျယ်ဖြစ်ပေါ်နေကြောင်းဖမ်းဆီးခံလူငယ်များ၏မိသားစုဝင်များနှင့်ဒေသတည်ရင်းချင်းမြစ်ကတည်င်းဌာနကိုပြောပါရယ်နိုဝင်ဘာလ19ရက်နေ့ည8:00နာရီခန့်အချိန်မန္တလေးတိုင်းမန္တလေးမြို့တတားဦးလန်းဆောင်တွင်အလုံးမှပြန်လာသည့်လူငယ်လေးဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း စစ်မှုရအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်လေးဦးမှာအသက်20ဝန်းကျင်ရှိပြီးမိသားစုများနဲ့ဖမ်းဆီးခံလူငယ်များအဆက်အသွယ်ပြတ်တောက်နေကြောင်းဒေသတရင်ရင်းမြစ် Voice of Mandalay မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောပါရယ်စစ်ခွေးဖမ်းဆီးထားတဲ့လူငယ်လေးဦးကိုစစ်ခွေးတွေကမှန်လုံကားအဖြူနဲ့ဖမ်းထားတယ်ပြောတယ်စစ်ခွေးတွေဖမ်းဆီးထားတဲ့လူငယ်တွေအသက်တွေက20ကျော်လေးတွေပဲဟု Voice of Mandalay မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်ထို့တူမန္တလေးတိုင်းမြင်းချမ်းမြို့ပေါ်ရှိရုပ်ွက်များတွင်လည်းစစ်တပ်က၂ရက်ဆက်တိုက်လူငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တို့တွင်မြင်းချမ်းမြို့ပေါ်ရှိရက်ွက်ထဲကိုဖွေရောက်ပြီးလူငယ်6ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကဝင်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတာ၂ရက်ဆက်တိုက်မှာရက်ွက်ထဲကလူငယ်6ဦးလောက်ပါသွားတယ်ဟုဒေသတရေရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အလားတူစကိုင်းတိုင်းကမ်းဘလူမျိုးတွေရှိအကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းများတွင်ပေါ်တာဆွဲဖမ်းဆီးခံရသည့်လူငယ်များဤမိသားစုများထံသို့အကြံဖတ်စစ်သားများနှင့်ပြူစောတီခေါင်းဆောင်တို့ကလွတ်ပေးမည်ဟုပြော၍ ငွေလိမ်တောင်းခံနေကြောင်းကျွန်းလကံမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံမလူခရိုင်မှတာဝန်ရှိသူကတရင်ဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ23ရက်နေ့ပေါ်တာဆွဲဖမ်းဆီးခံရမှထွက်ပြေးလွတ်မြောက်လာသည့်လူငယ်ဤမိသားစုဝင်ထံတို့လည်းအကြံဖတ်စစ်တပ်ကဆက်သွယ်၍ငွေတေးတောင်းခံခဲ့၍မိသားစုဝင်များကငွေ9သိန်းပို့ခဲ့တော်လဲပြန်လွတ်ပြေးခြင်းမရှိဘဲကိုယ်တိုင်ထွက်ပြေးခဲ့ရကြောင်းသိရပါတယ်။ ထို့ပြင်ကျွန်းလာမျိုးအဝင်အချုပ်ခန်းတွင်ဖမ်းဆီးခံရရမှလူမြောက်ထွက်ပြေးလာသည့်လူငယ်ဤမိသားစုဝင်များထံမှလည်းငွေချေးလိမ်နဲ့တောင်းခံ၍မိသားစုကငွေသိန်း30နီးပါးစစ်တပ်နဲ့ပြူစောတီထံသို့လွှဲပေးခဲ့ရကြောင်းထွက်ပြေးလူမြောက်လာသောလူငယ်တအုပ်ကပြောဆိုပါတယ်။ရှေ့တန်းမလိုက်ရဘူး။ရွှေဘိုအချုပ်ထောင်မှာရှိတယ်။လွတ်စေချင်ရင်ငွေလွှဲဆိုလို့လွှဲပေးရတာစုစုပေါင်းသိန်း30ရှိပါတယ်။ ကျွန်တော်တို့ကိုဖမ်းထားတာသူတို့ပဲရှိတာမှတ်ပုံတင်တဲ့ဖုန်းကအစားသူတို့သိမ်းထားတာဆိုတော့မိသားစုဖုန်းနံပါတ်တွေယူပြီးဆက်သွယ်ငွေညစ်တာတွေကိုအစီအစဉ်တကျလောက်တာလို့ထင်တာပဲကျွန်တော်တို့လည်းအိမ်ကလှမ်းပြောလို့သာတည်ရတာမလွတ်တဲ့သူတွေရဲ့မိသားစုဝင်တိုင်းလဲကျွန်တော်တို့မိသားစုတွေလို့ငွေညစ်ခံရမှတည်ကြတယ် မိသားစုဝင်တွေကတော့ဖို့မရဂျမအစုံမိအေးနှခါနာဖြစ်တာပေါ်ပြဟုပေါ်တာဆွဲဖန်းစီခံရပြီးကျွန်းလာမျိုးအဝင်အချုပ်ခမ်းမှထွက်ပြေးလွမြောက်လာသည်လူငယ်တအူးကပြောဆိုပါရယ်အကြံဖတ်စစ်တပ်သည်ကံမလူနှင့်အတွင်ရွှေဘုံမြကြီးနာဖြူဟာလန်ကျော်ရှိဖြတ်တန်းသွားလာသူမှန်သမျှကိုပေါ်တာဆွဲဖန်းစီနေခြင်းဖြစ်ပြီးဖန်းစီခံရသူများ၏ဖုံးများမှတဆင်မိသားစုဝင်များထံဆက်သွယ်ငွေညှစ်နေခြင်းဖြစ်ပါရယ် ထို့ကြောင့်ပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီးများအလို့ကြောင့်တောင်းခံလာသည့်ငွေကြေးများကိုယုံကြည်ကိုးစား၍လွှဲမပေးမိကြရန်လဲကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတိုက်တွန်းထားပါသည်။